နေမြေငိမ့်ချမ်းလာတာနဲ့အမျှနေမြေစိုးမိုးရေးနေမြေရှင်းလင်းရေးတွေလုပ်ပြီး online လေလံမှုအမြင့်ပြတ်ပပျောက်ရေးအတွက်ဆောင်ရွက်နေတယ်လို့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စောမင်းထွန်းကပြောပါရယ် မြောက်ရီဒေတာမှာပြုလုပ်နေတဲ့ online လိမ်လည်လောင်းကစားမှုတိုက်ဖြတ်ချိန်မုံနေမှုတွေနိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်နေမှုတွေနဲ့ပတ်သက်ပြီးပြောကြားရမှာအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စောမင်းထွန်းကအထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။အဆိုပါနေမြေမှာတရားမဝင်ရောက်ရှိလာတဲ့နိုင်ငံသားတွေကိုစစ်ဆေးပြီးဖြစ်ကြောင်းတချို့သောစစ်ဆေးချက်မှတ်တမ်းတွေကိုမီဒီယာတွေမိဘပြည်သူတွေသိအောင်ထုတ်ပြန်ပြောကြားလိုက်ကြောင်းနဲ့ဒီထုတ်ပြန်ပြောကြားချက်ကိုကြည်ပါက၎င်းတို့မြေသိနေရာကရောက်လာတဲ့ ညီသည့်အရာတွေလုပ်ခဲ့တယ်ဆိုတာကိုအထင်ရှားသိနိုင်မှာဖြစ်ကြောင်းဗိုလ်ချုပ်စုံမင်းထွန်းကပြောပါရယ်ကျွန်တော်တို့ခုနပြောတဲ့နေရာသုံးခု KK ပရွှေကုတ်ကိုကြောက်ခတ်ဒေသဒီနေရာရဲ့အခြေခံလူနေထိုင်မှု ရှေးလျှက်စင်ပြီးဆက်သွယ်ရေးစရာတွေက တဖက်နိုင်ငံကနေရရှိနေတာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးလဲကန့်ကွက်လို့တဖက်နိုင်ငံကပိုးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ခဲ့ပြီးပိတ်ပင်တာမျိုးတွေဆောင်ရွက်ခဲ့တာမျိုးရှိပါတယ်။ကျွန်တော်တို့အနေနဲ့ပထမဦးနေမြေစိုးမိုးရေးရှင်းလင်းရေးလုပ်ခဲ့တဲ့ KK Park လို့နေမြေမျိုးမှာပြန်လဲပြီး online လောင်းကစားမှုတွေအခြေမချနိုင်မှုအတော့အဲ့ဒီမှာရှိနေတဲ့အဆောက်အုံတွေကိုကျွန်တော်တို့တရားရဂိုင်းတော့ဖြည့်ဆည်းနိုင်အောင်ဆောင်ရွက်ခဲ့တယ်လို့ပြောပါတယ်။အဲ့ဒီကိုရရှိလာတဲ့ online လိမ်နေတဲ့နိုင်ငံသားတွေဟာ69.5ရာခိုင်နှုန်းလောက်က တဖက်နိုင်ငံကနေတဆင့်မြန်မာနိုင်ငံထဲကိုကိုးပြောင်းရောက်ရှိလာတာဖြစ်ပါတယ်။အဲ့ဒီနေမြေမှာ2021ခုနှစ်နောက်ပိုင်းမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့မြရီမျိုးနဲ့အလန်းကွာဝေးတဲ့ခုနကနေမြေတွေမှာတိုင်းသားလက်နက်ကိုင်း EAO KNU KNLA အဖွဲ့ပြီးရင် SCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့တချို့သော EAO အဖွဲ့တွေပြီးရင်နေကြားဆောင်တပ်ဖွဲ့အမေရိကန်တပ်ဖွဲ့တွေဝင်ရောက်လုက ାଇ နေတာဖြစ်ပါတယ်။အဲ့ဒီသူတွေကိုပဲချင်းကပ်ပြီးတော့ကိုကျိုးရှာစီးပွားရေးတမားတွေက အဲ့ဒီလူတွေနဲ့ဆက်ဆက်ပြီးတော့ဒီလုပ်ငန်းတွေကိုလှုပ်ဆောင်နေတာဖြစ်ပါတယ်လို့၎င်းကပြောကြားခဲ့ပါတယ်။